မင်္ဂလာပါရှင်ဒီတစ်ခေါက်ဆွေးနွေးမှုစီကြိုဆိုပါရစေဒီနေ့ကျမတို့လေ့လာသုံးသပ်ဖို့ရွေးထားတာကတော့ Harvard Business Review ရဲ့ Management Tips 2ဇာအုပ်ထဲကအချက်တချို့ပါဟုတ်ကဲ့ခင်ဗျာဒီဇာအုပ်ကလည်းကိုကိုကိုရောကိုအဖွဲ့ကိုရောပိုကောင်းအောင်စီမံဖို့လက်တွေ့ကျတဲ့နီလန်းတို့လေးတွေစူးစီးထားတာပေါ့နော်ဟုတ်ကဲ့ HPI ရဲ့ဆောင်းပါးတွေသူရိတနာတွေကလာတာဆိုတော့တကယ်လက်တွေ့အတုံးတယ်မဲ့အချက်တွေပါပဲဒီနေ့အဓိကကတော့အဲ့ဒီတွေကမှအလို့ခွင့်မှာကိုယ့်ရဲ့စွမ်းဆောင်ရည် နောက်ပြီးဆက်ဆံရေးတွေပိုကောင်းလာအောင်လုပ်နိုင်မယ်အဓိကအချက်တွေကိုဆွေးနွေးကြတာပေါ့ဟုတ်ကဲ့အထူးသဖြင့်ဟိုဝေဖန်ပိုင်းခြားတွဲခေါ်မှုပြီးလို့အလေးချင်းကောင်းလေးတွေဘလို့လုပ်မလဲ PR တွေစိတ်ဖြစ်စည်းမှုတွေကိုင်းတွေပုံအမ်ပွင့်လင်းတဲ့ဆက်ဆံရေးတီဆော့ပုံဒါတွေကိုအဓိကထားသွားခြင်းပါတယ်ကောင်းပါလဲခမဆုံးစကြည့်အောင် critical thinking ပေါ့ဝေဖန်ပိုင်းခြားတွဲခေါ်မှုစောက်ထဲမှာပြောထားတာက ခေါင်းဆောင်တော်တော်များများကပထမဆုံးကြားတဲ့အဖြေကိုအင်းမြန်မြန်လက်ခံလိုက်တတ်တယ် ဒါမှမဟုတ်ပြဿနာတစ်ခုကိုရှုထောင့်စုံကမကြည့်မိတာမျိုးဖြစ်တတ်တယ်ဆိုပဲဟုတ်ပါတယ်အဲ့ဒါတော်တော်အဖြစ်များလဲဆိုတော့လေအဲ့လိုမဖြစ်အောင်ဝေဖန်ပိုက်ကြားတွဲခေါ်နိုင်စွမ်းတိုးတက်အောင်နီလန်း၃ခုလောက်အကြံပြုထားလဲဟုတ်ကဲ့တခါကိုယ့်ရဲ့ယူဆချက်တွေကိုမေခွန်းထုတ်ပါတယ်အထူးသဖြင့်အရေးကြီးတဲ့ကိစ္စတွေမှာပေါ့နော်ဥပမာမဟာဗျူဟာတက်ကြမယ်ဆိုပါတော့ဒါကဘာလို့အကောင်းဆုံးဖြစ်ရတာလဲဒီအတွက်အချက်လက်ပါရှိလဲအဲ့လိုမြင်ရမယ်อืม ကိုယ့်ရဲ့အသွေးကိုကိုယ်တိုင်ပြန်စစ်တာမျိုးပေါ့ဟုတ်ကဲ့ဒုတိယအချက်ကတော့နစ်ကကြိုးချောင်းစီလျော်မှုစစ်ဆေးဖို့မင်းကြီးကိုယ်ကောက်ချက်တွေကအချက်လက်ပေါ်မှာအခြေခံရလားခိုင်းမာရလားအစင့်တိုင်းမှာကြိုးချောင်းဆက်ဆက်မှုမှန်ရလားပြန်ကြည့်ထို့လို့တယ်တုံးမရှူးထောင်အစ်စ်တွေရှားပါတယ်ကိုနဲ့အမေတဘောတူတဲ့ကိုယ့်အတွင်းလူတွေပဲမင်းနေအစ်စ်မထွက်နိုင်ဘူးလေကိုယ့်အတွေ့ကိုစိန်ခေါ်ပြနိုင်မယ်မိခွန်းထုတ်ပေးမယ်တခြားသူတွေအမြင်ကိုတမင်တကာရှာပြီးနားထောင်ဖို့လိုတယ်ပေါ့ ဟုတ်ပါပြီအဲ့ဒါစိတ်ဝင်စားစရာပဲဆိုတော့အဲ့လိုဝေဖန်ပိုင်းခြားတွေးနိုင်မှုဆိုတာကကိုယ့်ရဲ့နေ့စဉ်အလေ့အကျင့်နဲ့လည်းဆိုင်မယ်ထင်တယ်နော်စာအုပ်ထဲမှာနောက်တစ်ခုပြောထားတာကကြီးကြီးမားမားရည်မှန်းချက်ကြီးလေဥပမာနေ့တိုင်းတနာရီတရားထိုင်မယ်ဆိုတာမျိုးကရည်ရှည်မှာပင်ပန်းတယ်မလွယ်ဘူးဟုတ်တယ်ဝင်ပြီးသွားတာတဲ့အဲ့ဒီအစ micro habits တဲ့အလေ့အကျင့်တည်တည်လေးတွေအဲ့ဒါကပိုထီးရောက်တယ်ဆိုတာဒဲတော့အဲ့ဒါဦးနှုတ်ရဲ့တဘာဝနဲ့ကြိုက်လို့ပါအလေ့အကျင့်တည်လို့ရင်လွယ်လွယ်လေးစဟုတ်ရည်ကြီးလေ အရန်တက်တေးလေးစပါတယ်ဥပမာစရပိုက်ပဲဖတ်မယ်စက္ကန့်30ပဲတရားထိုင်မယ်အဲ့လိုမျိုးอืมတေးတေးလေးဖီချာဆောင်ရင်တရားထိုင်တာမျိုးပေါ့အာဟုတ်ကဲ့အလုံးနေကြအလုံးနဲ့တွဲလိုက်တော့တတိယလွယ်တာပေါ့ဟုတ်တယ်ပြီးတော့တိုးတက်မှုကိုမှတ်ဖို့နီလန်းကိုလည်းယူယူလေးပဲလောက်ခိုင်းတယ်ယူရှင်းစွာမှတ်တာပါ yesless လို့ခေါ်တယ်လောက်ရမယ့်အချင်းလေးကိုခြားရည်နေဆွဲနေလုတ်ဖီရင် why ပေါ့မလုတ်ဖီရင် and အဲ့လိုပဲ ဖျားမရှိဘူးဟုတ်ကဲ့ YN ပဲမှတ်သွားမယ်ဟုတ်တယ်အပတ်တော်များများ Y တွေစတက်ရလာရင်နင်းနဲ့ချင်းစီ တိုးမြင့်ပါတယ်ဥမာအချင်း7%လောက်တိုးတာမျိုးဒီလိုတဖြည်းဖြည်းတိုးတော့ရင်အလေချင်းတက်ကအတားကျသွားရောဒီနီလန်က sample fiction လို့နဲ့စိတ် perfectionism ကိုကင်တွေ့တာနဲ့လဲဆက်ဆက်မှုရှိမလား perfectionism ကကောင်းလို့လို့နဲ့လွန်ကဲရင်အလုံးမပြီးတာစိုးရင်စိတ်များလာချင်လာနိုင်တယ်ဆိုတော့လေဟုတ်ပါပဲ အဲ့ဒီပြီးပြည့်စုံခြင်းစိတ်ကိုနည်းနည်း short chat ဖို့လက်လွတ်တက်ဖို့နီးလန်းတွေလည်းပါတယ်။တခုကလုံငန်းရဲ့အဓိကလိုအပ်ချက်တွေကို checklist လုပ်ပြီးစစ်ဆေးပါတယ်။ဒီအချက်တွေပါရင် OKV ဆိုရင်အသေးစိတ်တွေထပ်ပြင်းနေရအောင်ရပ်ဖို့စဉ်းစားပေါ့။အင်းအဓိကကြတာပါရင်တော်တက်ပြီပေါ့။ဟုတ်တယ်။နောက်တစ်ခုကယုံကြည်ရတဲ့လုပ်ဖို့ကိုင်ဖတ်စီကအမြင်တောင်းပါတယ်။ကိုကတွေးနေတာများနေလားဒီလောက်ဆိုရပြီလားမေးကြည့်တာပေါ့။ဟုတ်ကဲ့ တခြားသူအမြင်ယူကြည့်တာပေါ့อืมစံတော့မြင်တာကောင်းပေမဲ့အလို့မပြီးအောင်တော့မထစ်ဆင်ဘူးလေအဲ့ perfectionism နဲ့နင်းနေဆက်ဆက်နေတာကအမားလုံးမိရင်တော့မကိုကိုကိုအားမရရင်အဲ့ဒီအကြောင်းပဲတဝဲလေလဲတွေးနေမိတာလေ rumination ပေါ့ဟိုးဒါကတော့စိတ်ပင်ပန်းစေတာ ဟုတ်အဲ့ဒီတန်တရားကနေဘလို့လွတ်အောင်လုပ်မလဲအကြံဖြူချက်တွေရှိပါတယ်ကိုကိုဒီလိုဖြစ်စေတဲ့ trigger state ကိုတရိထားပါတယ် ဘလို့အခြေအနေဘလို့လူဘလို့ project တွေကကိုကိုဒီလိုအတွေးလွန်စေလဲတိအောင်လုပ်ထားဖို့အင်းကိုကို trigger လုပ်တဲ့ຢာတွေကိုတိထားမယ်ဟုတ်တယ်နောက်ပြီးကိုအတွေးတွေကိုအတွေးဒါမှမဟုတ်ခန်းစားချက်လူတစိတ်ကြက်ကြည့်ပါလေငါအရေးချင်းမရှိဘူးလို့တန်းတွေးမယ်အစားငါအရေးချင်းမရှိဘူးလို့ခံစားနေရတယ်လို့ပြောင်းတွေးကြည့်တာဒါကခုခံစားချက်နဲ့ကိုတံဖိုးကိုခွင့်ပြစေတယ်အာဟုတ်ကဲ့ ခံစားချက်ကခံစားချက်ပဲကိုမဟုတ်ဘူးဆိုရမျိုးဟင်ပေါ့နောက်ဆုံးကတော့အာယုံလွှဲပါတယ်ခေါင်းထဲမှာရမရဖြစ်နေရင်ရိုးရှင်းတဲ့အလူလေးတစ်ခုခုလမ်းခဏထရှောင်တာမျိုးမိနစ်ပိုင်းတရားထိုင်တာမျိုးလှုပ်လိုက်ရင်အဲ့ဒီအတွေးတန်လျာကနေခဏလွတ်သွားနိုင်တယ်ဟုတ်လားခေါင်းဆောင်နေတဲ့အတွက်မလွယ်ဘူးနော်ဆောင်ထဲမှာဘေကင်းစိတ်ချရတဲ့ဝင်းကျင်ဖန်တီဖို့အရေးကြီးတယ်လို့ဆိုရင်အတီအကြပဲခင်ဗျာလူတွေကပြောထွက်ရဲဖို့လုံကြုံတယ်လို့ခံစားရမှာဖြစ်မှာ ဟောက်အဲ့လိုဖြစ်အောင်ပွင့်လင်းတဲ့မေခွန်းကြီးမေးပါတယ်ဟောက်မဟုတ်မေခွန်းကြီးမဟုတ်ပဲကျွန်တော်ရှင်းပြသွားတာဘလို့ကြားလိုက်လဲဗျာအဲ့ဒီ email ကြောင့်ဘလို့ခန်းစားရလဲဆိုတာမျိုးပေါ့ပြီးရင်သူတို့ဖြေတာကိုတေချာနားထောင်ဖို့လိုတယ်အေးတကယ်နားထောင်ဖို့ပေါ့ဟုတ်တယ်ပြီးတော့အကောင့်ရောအဆိုးပါကြားချင်တယ်ဆိုတာအဖွဲ့ကိုပြောပြထားပါသူတို့ပြောလာရင် ချက်ချင်းခြေပချင်းစိတ်ကာကွယ်ချင်းစိတ်ကိုထိန်းရမယ်တဘောမတူရင်တောင်နားထောင်ပြီးပြန်စင်းစားဖို့လိုတယ်ဟုတ်ကဲ့ နားထောင်စဉ်းစားမယ်ပြီးတီဆော့တာကိုယ်စိတ်ခံစားချက်ကင်တွေတာအဖွဲနဲ့ပွင့်လင်းတာတွေကအကုန်လုံးချိတ်ဆက်နေတယ်နော်အလုံးမှာတိုးတက်ဖို့အရေးပါတဲ့အရေးချင်းကြီးပဲဟုတ်ပါတယ်နောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတခုထပ်ပြောချင်တယ်စာအုပ်ထဲမှာသတိပေးထားတာတခုရှိတယ်ကိုယ့်ရဲ့အားထားချက်တွေကိုလွန်ကဲစွာအတုံးမပြူမိဖို့ Don't overuse your strengths တဲ့အာဟုတ်ဥပမာကိုကိုကိုထင်းချုံနိုင်စွာအရန်ကောင်းတာကကောင်းပေမဲ့အဲ့လားလွန်တွိုင်းရင် တရားတွေတင်းကျပ်တာ rigidity ဖြစ်သွားတတ်တယ်ဆိုတာမျိုးပေါ့အင်းဟုတ်ကဲ့ဆိုတော့ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ဝေဖန်ဖန်ချတွေးခေါ်မှုတို့အလေးအကျင့်တိဆောက်တာတို့စံပြဖြစ်ခြင်းစိတ်တို့ဆိုတဲ့အားသွားချက်တွေကတော့အတိုင်းအထားထက်ကြော်သွားရင် overuse ဖြစ်သွားရင်ဘလို့အားနည်းချက်တွေဖြစ်လာနိုင်မလဲစဉ်းစားဆရာပဲအဲ့လားလေးကိုဆက်ပြီးတော့တွေးခေါ်ဆင်ခြင်ကြည့်ဖို့ခြံထားခဲ့ချင်ပါတယ်ခင်ဗျာ